စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်လို့ရှိရင်တဲ့ကာယကံမှုလည်းထိမ့်သိမ်းဆောက်ရှောက်ပြီးသားဖြစ်တယ်ကုဋ္ဌိလေးရောက်ဘာပဲလုပ်လို့စိတ်ကိုထိမ့်သိမ်းထားတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ်စိတ်ကိုလွတ်မထားပဲနဲ့ထိမ့်သိမ်းဆောက်ရှောက်တယ်ဆိုတဲ့နေရာမှာတတိတို့ပညာတို့ဒါကိုဆုံးလို့ရပေါ့နော်လုံးသိနာနဲ့မလုံးသိနာပညာတကယ်ဖြစ်ပေါ်နေတဲ့အရာပေါ်မှာအာယုံဆိုင်တာကတတိ ဟောတတိနဲ့ပညာတုံးမို့တတိတံစင်ညာစင်ញံတုံတရားနဲ့အမှတ်ရမှုဒီတတိနဲ့တံစင်ညာဆိုရယ်ဒီတရားနှစ်ပါးနဲ့အာယုံပြုထားလိုက်မယ်ဆိုတာဒါကိုလုံးတာပါလုံးတယ်ကိုပြောတာပါပြောမယ်ကိုစိတ်တွေကပါတွေးမယ်ဆိုတာဒီကာယကံမှုကိုလည်းပဲထင်းထင်းဆောက်ရှောက်ပြီးသားဖြစ်သွားတယ်ဝစီကံမှုကိုလည်းထင်းထင်းဆောက်ရှောက်ပြီးဖြစ်သွားတယ် မနောကံလို့ဆိုတဲ့စိတ်နဲ့လုပ်တဲ့အလုပ်တွေကိုလည်းထိမ့်သိမ်းဆောက်ရှောက်မှုဖြစ်သွားတယ်။အဲ့တော့ဒီနေရာမှာမနောကံဆိုတဲ့နေရာမှာစိတ်အလုပ်အလုံးကိုမနောကံလို့ခေါ်တာမဟုတ်ဘူး။နော်။စိတ်ရဲ့လှုပ်ရှားမှုအလုံးကိုမနောကံလို့ခေါ်တာမဟုတ်ဘူး။ဘာကိုမနောကံလို့ခေါ်တာတော့ဆိုမနောကံမှာသူကသုံးမျိုးပဲဖျားခေါ်ထားတာရှိတယ်ပေါ့။မနောကံဒီ ကောင်းတာနဲ့ဆိုးတာနှမျိုးခွဲထားပြီးတော့တပိစာပြပါရမိစ္ဆာဒိဋ္ဌိအဲ့ဒါကိုမနောကံလို့တတ်မှတ်တယ်မကောင်းတဲ့ဘက်ကကောင်းတဲ့ဘက်ကတော့အနာပိစာအပြပါရတမ္မာဒိဋ္ဌိကောင်းတဲ့ဘက်ကမနောကံ၃မျိုးတတ်မှတ်ထားအတွေးအမြင်နဲ့ပတ်သက်လာလို့ရှိရင်မှန်ကန်တဲ့အမြင်လည်းမနောကံပဲမှန်ကန်တဲ့အမြင်ရဲ့လှုပ်ဆောင်မှုစိတ်ထဲမှာအမြင်တစ်ခုလက်ခံထားလိုက်တာဒါမနောကံဖြစ်သွားတယ် ကိုကလက်ခံလိုက်တယ်ဒါကိုယုံကြည်တယ်လက်ခံတယ်ဆိုတော့ကံဤအကျိုးမရှိဘူးလို့လက်ခံလိုက်တယ်သဘောကျတယ်ကံရဲ့အကျိုးကိုငြင်းပယ်တယ်အဲ့ဒီငြင်းပယ်တဲ့အတွေးပေါ်လာလို့ရှိရင်ဒါမိစ္ဆာဒိဋ္ဌိကံဤကံကံဤအကျိုးကံတရားရဲ့အကျိုးကိုရှိတယ်လို့လက်ခံလိုက်ပြီးတော့ခြေနှက်ပြီးတော့ဆုံးဖြတ်ထားတာဒါလည်းတမ္မာဒိဋ္ဌိမနောကံပဲအဲ့ဒီမနောကံအာဒါမိစ္ဆာဒိဋ္ဌိတမ္မာဒိဋ္ဌိလို့ဒီလိုနှစ်ခုနောက်တစ်ခါ လောဘနဲ့သူများပစ္စည်းကိုငါပစ္စည်းဖြစ်ချင်လိုက်တာဆိုတဲ့အတွေးမျိုးတွေးလိုက်ပြီဆိုရင်ဒါမနောကံပဲနှုတ်ကထုတ်ပြောတာမဟုတ်ဘူးစိတ်ထဲကနေပြီးတော့သူများပစ္စည်းကိုမှကိုယ်ပစ္စည်းလှုပ်ချင်တဲ့အတွေးဝင်လာရင်လောဘနဲ့တွေးတဲ့အတွေးဟာဒါမနောကံဖြစ်သွားအဲ့ဒါလို့မတွေးပဲနဲ့သူများပစ္စည်းကိုကိုယ်ပစ္စည်းမဖြစ်စေခြင်းဘူးသူပစ္စည်းကသူပစ္စည်းပဲကိုပစ္စည်းကကိုပစ္စည်းပဲအဲ့ဒီလောဘနဲ့တွေးတဲ့အတွေးမရှိဘူးဆိုရင်ဒါအနာပိစာတခါပြာပါရဆိုတာ ေးရိုးရိုးစိတ်ဆိုးတာပြပါရမဟုတ်ဘူးတကယ်ကိုစိတ်ဆိုးလာပြီးဒေါသဖြစ်ပေါ်လာပြီးတဲ့အခါဒေါသရဲ့ action တစ်ခုပေါ်လာတယ်အဲ့ဒီ action ကဘာလို့ဆိုဒီလူသေသွားပါစေဒီလူဒုက္ခရောက်ပါစေဒီလူအကျိုးမဲ့ဖြစ်သွားပါစေဆိုတဲ့အတွေးနဲ့လှုပ်ဆောင်လာပြီးဆိုရင်တွေးတွေးလာပြီးဆိုရင်အဲ့ဒီစိတ်ဟာဒါပြပါရလို့ခေါ်တယ်မနောကဖြစ်လာတယ် ။ဒါဒီလူချမ်းသာပါစေဆင်းရဲဒုက္ခလွတ်မြောက်ပါစေဆိုလို့ရှင်ဒါအပြာပါရအတွေ့မှန်ကန်တဲ့အတွေ့တစ်ခုဖြစ်လာတယ်။ဟောအဲ့ဒါလို့ဒီအရာခတ်တိုင်းဟာဒီတတိနဲ့တန်စင်ညာနဲ့ဆင်ញင်တုံတရားနဲ့ထိမ့်ထားတဲ့စိတ်ကလေးကနေပြီးတော့အကုန်လုံးဆင်ញင်ပြီးတော့ပြုလုပ်သွားတာဖြစ်တော့ဒါကြောင့်မို့မြတ်စွာဘုရားစိတ်ကိုထိမ့်သိမ်းဆောက်ရှောက်လိုက်ရင်တဲ့ ကာယကမှုကိုလည်းထိမ့်သိမ်းဆောက်ရှောက်ပြီးသားဖြစ်သွားတယ်။ဝစီကမှုကိုလည်းထိမ့်ရှိထိမ့်သိမ်းဆောက်ရှောက်မှုဖြစ်သွားတယ်။ကာယကမှုဝစီကမှုထိမ့်သိမ်းဆောက်ရှောက်သွားလို့ရှိရင်ကာယကအနေနဲ့လည်းအကုသိုလ်တွေကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာတာမရှိဘူးတဲ့။မနောကံဘက်ကလည်းအကုသိုလ်တွေယူစည်းလာတာမရှိဘူး။အဲဝစီကံကလည်းအကုသိုလ်တွေယူစည်းလာတာမရှိဘူး။အဲ့ဒီအကုသိုလ်တွေမဖြစ်သည့်အတွက်ကြောင့်ကာယကံလည်းပဲ အချင်းနေဇိုးတရားကိုမဖြစ်ဘူးဥပမာမယ်ဆိုတော့အိမ်တဲ့အိမ်မှာခေါင်းမိုးမီးမလုံမိုးမလုံဘူးဆိုလို့ရှိရင်အဲ့ဒီမိုးမလုံတဲ့နေရာကမိုးရေတွေဝင်လာမိုးရေတွေဝင်လာတဲ့အခါအသားတွေဆွတ်ပုတ်ဆွေးလာမိုးရေဝင်တာတခုမိုးရေဝင်လာတာကြာတော့ပုတ်လာဒီသဘောမျိုးပဲကာယကံနဲ့ဆက်ဆက်ပြီးတော့အကုသိုလ်ဖြစ်လာတဲ့ဝစီကံနဲ့အကုသိုလ် ဖြစ်လာတဲ့မနောကနဲ့ဆက်ဆက်ပြီးတော့အမှုသူဖြစ်လာစိတ်ကိုမထိန်ဘူးဆိုရင်ကာယကံဝစီကံလည်းမလုံတော့မလုံတော့ဘာဖြစ်လဲဆိုရင်ကာယဒွါရဝစီဒွါရမနောဒွါရကနေပြီးအမှုသူတွေဖြစ်တာပေါ့နော်အဲ့ဒီအမှုသူဖြစ်တာအစိုးဝင်တာအခြေအနေစိုးတွေဝင်လာတယ်လို့ဒီလိုပြောအဲ့ဒီအခြေအနေစိုးတွေဝင်လာတဲ့အခါကျတော့ဘာဖြစ်လဲဆိုရင်ကာယကံလည်းပြည့်စည်တာဝစီကံလည်းပြည့်စည်သွားတယ်မနောကံလည်းပြည့်စည်သွားတယ်အကောင်းမရှိတော့ဘူးပေါ့ အလုံးဟာဖြည့်ဆည်းခံထားရမှာပေါ့အဲဒီလိုကာယကံဝစီကံမနောကဖြည့်ဆည်းထားရပြီဆိုတဲ့ပုံကိုတရားဟာဘဝတစ်ခုကိုအဆုံးသတ်တာဘယ်တော့မှအကောင်းနဲ့အဆုံးသတ်တာမဖြစ်နိုင်ဘူးတဲ့ဒီဘဝမှာလည်းပဲတက်ရှိထင်ရှားရှိနေတဲ့အချိန်မှာလည်းပဲမကောင်းတဲ့အခြေအနေပဲနောက်ဆုံးမှာဘဝတစ်ခုအဆုံးသတ်တဲ့အခါမှာလည်းပဲကောင်းတဲ့အခြေအနေမျိုးဖြစ်ဘူးလို့မြတ်စွာဘုရားကအနာရဝေတထေးကိုဒီလိုခေါ်ထားတာရှိတယ်ရခိတတုတ်လို့ခေါ် တော့အဲ့ဒီတော့ကဆင်ញင်စဉ်းစားစရာ အမတန်မှကောင်းတယ်ပေါ့။ဒါမို့ဘုန်းကြီးတို့တွေကဒီကိုယ်စိတ်လေးကိုတတိတံစင်ညာနဲ့အမြဲတမ်းထိန်းပြီးလုံးတင်တာနဲ့မလုံးတင်တာဆင်ញင်စဉ်းစားလို့မနောကံကိုလည်းထိန်းသိဆောက်ရှောက်ရမယ်ဝစီကံကိုလည်းထိန်းသိဆောက်ရှောက်ရမယ်ကာယကံကိုလည်းထိန်းသိဆောက်ရှောက်ရမယ်အဲ့ဒါလို့ထိန်းသိဆောက်ရှောက်သွားလို့ရှင်အလားလာတွေကအမတန်မှကောင်းတယ်လို့ဒီလိုပြောတာအဲ့တော့စောင့်စရာကစိတ်ပဲ ထိမ့်တရမှလည်းစိတ်ပဲပြုပြင်ရမှလည်းစိတ်ပဲသို့တော့လူတွေကစိတ်ကိုပြင်မို့ရတဲ့ရုပ်ကိုပြင်မို့ရအချိန်ပေးကြတာများတယ်ပေါ့ရုပ်ကိုပဲပြင်မို့အာယုံဆိုင်ကြတယ်စိတ်ပြင်မို့အာယုံဆိုင်ကြဘူးနော်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အတိုင်းပဲလောက်ကင်လှုပ်ရှားပြီးတော့နေကြတယ်ကိုယ်စိတ်လေးဟာငါအကောင်းအပြင်ပဲတိုးတက်လာအောင်လုပ်မယ်ဥပမာစိတ်ဆိုးတတ်ရင်စိတ်မဆိုးတတ်အောင်ငါလုပ်မယ် လောဘကြီးတိုင်ရင်လောဘမကြီးအောင်လုပ်မယ်စသဖြင့်ပေါ့လေကိုယ်စိတ်ကိုယ်ကိုအကဲခတ်ပြီးတော့လောဘတွေဖြစ်ရင်မဖြစ်အောင်ကြိုးစားမယ်ဒေါသတွေဖြစ်ရင်မဖြစ်အောင်ကြိုးစားမယ်မောဟတွေမာမနတွေအိတ်တမစ္ဆရိယတွေဖြစ်ရင်မဖြစ်အောင်ကြိုးစားမယ်လို့စိတ်ကိုပြင်ဆင်မှုကြတော့အာနဲတယ်ပေါ့အဲ့တော့အာနဲတဲ့အခါကျတော့စိတ်ဟာမလုံးညုံဘူးအာနဲတာဘာကြောင့်အာနဲလဲဆိုရင်တတိတံစင်ညာအာနဲလို့ပဲတတိပဌာဘူး ကိုယ်ကတတိဌာနာပဲကိုသွားတတိဌာတော့ဆိုရုပ်ကိုပြင်ဖို့ပဲတတိဌာနေတယ်ပေါ့လူတွေကရုပ်ကိုပြင်ဖို့တတိဌာတယ်ကိုယ်စပင်ဘယ်လိုပြင်ရမလဲနော်ကိုယ်ဝတ်တဲ့ဝတ်ဘယ်လိုပြင်ရမလဲကိုယ်ပတ်ဝန်းကျင်ဘယ်လိုပြင်ရမလဲဒါပဲအာယုံကစိုက်တာကိုငါစိတ်လေးဘယ်လိုပြင်ရမလဲဆိုတာကြတော့ဟိုတောင်းမရှိတယ်လို့ဖြစ်နေတတ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားဒီဝဋ်ထတော့မှာဟောထားတာဆိုလို့ရှိရင်စိတ်စင်ကြယ်လို့ရှိရင် ရုပ်လည်းစင်ကြယ်တယ်နော်စိတ်ဖြူစင်ရမယ်စိတ်မစင်ကြယ်တဲ့ပုဂ္ဂိုလ်ဟာကောင်းတဲ့အလားလာမဖြစ်နိုင်ဘူးတဲ့စိတ်ညင်နွမ်းလို့ရှိရင်မကောင်းတဲ့အလားလာ ဖြစ်နိုင်တယ်စိတ်ဖြူစင်မှကောင်းတဲ့အလားလာဖြစ်နိုင်တယ်လို့ဒီလိုခေါ်ထားတာရုပ်နဲ့ပတ်သက်ပြီးတော့ဟောတာမရှိဘူးဒီခန္ဓာကိုယ်ညစ်ပတ်နေလို့အဲအပေငရဲကြမယ်လို့ဒီလိုမဟောဘူးသို့သောစိတ်နဲ့ရုပ်ဟာဆက်ဆက်နေသည့်အတွက်ကြောင့်တမ်းတမ်းရှင်းရှင်းနေဖို့တော့မြတ်စွာဘုရားဟောပါတယ် ဘာလို့တော့ဆိုရင်ရုပ်အနေထားကောင်းမှစိတ်အနေထားလည်းပဲဟိုပြင်တဲ့အခါမှာပိုကောင်းလာတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီရုပ်ကိုပြင်နေတဲ့တော့ပြင်ရတာပေါ့တန်ရှင်းအောင်ထားတာပေါ့ရုပ်ပြင်နေဆိုတာအဓိကကတော့စိတ်ဓာတ်ကိုပြင်ရမယ်အဲ့ဒီလိုစိတ်ဓာတ်ပြင်မွေးရတဲ့အတွက်တတိနဲ့တံစင်ညာအမြဲထားတတိဆိုတာကိုယ်အခြေအနေကိုအမြဲတမ်းအမှတ်ရနေတာစိတ်နဲ့ပတ်သက်တဲ့အခြေအနေတခုကိုအမှတ်ရတယ် သံစင်ညဆိုတာဒီအကောင်းဆုံးအကြောင်းအကျိုးခွဲခြားသိတဲ့အသည့်အဲ့ဒီအကောင်းဆုံးအကြောင်းအကျိုးခွဲခြားသိကြသိတဲ့အသည့်ဟာတတိရှိမှသိတယ်တတိမရှိရင်မသိဘူးပဲသူကတတိရှိတဲ့နေရာပဲသိလို့ရတယ်တတိမရှိတဲ့နေရာမသိဘူးအဲ့ဒီနှစ်ခုသေးသေးချာချာစဉ်းစားကြည့်တတိနဲ့ပညာဆိုတာဟာပညာကတတိမပါတဲ့နေရာမှာလုံးဝမဖြစ်ဘူးတတိရှိတဲ့နေရာမှာပညာဖြစ်တယ်ဒါမို့စာပေကျမ်းမှာ တိလင်းဆိုတာရှိတယ်နာဟိတတိဝိရဟိတာပညာနာမအဋ္ဌိတတိကင်းတဲ့အသိပညာဆိုတာမရှိနိုင်ဘူးတဲ့တတိနဲ့သာပညာဟာရှိနိုင်တယ်တတိရှိရအဲတတိရှိတဲ့နေရာမှာပညာဖြစ်ဖို့တော့လိုတယ်အဲ့တော့အဲ့ဒီပညာဖြစ်လာပြီပညာကလည်းပဲ၃မျိုးရှိတယ်အဲ့ဒီ၃မျိုးထဲမှာ၃မျိုးဆိုတာလူတိုင်းလူတိုင်းမှာ၃မျိုးမရှိတတ်ဘူး ူတိုင်းလူတိုင်းမှာ၃မျိုးမရှိဘူးအဲ့တော့နံပါတ်1 primary knowledge ပေါ့ primary knowledge ဆိုတာ knowledge from birth မွေးရဲပါတဲ့ပညာနော်တိဟိပတိတ္တရနေတယ်လို့ခေါ်တယ်အဲ့ဒီပညာရှိဖို့ကြတော့ဒီဘဝနဲ့မသက်ဆိုင်တိဘဝကလောက်ခဲ့မှာနော်မွေးကလေးကတရေကနေပြိတရေကနေပညာပါလာအဲ့ဒီပုဂ္ဂိုလ်ကြတော့ထက်မြက်တယ် အရာရာမှာသိနိုင်စွမ်းရှိတယ်။သူများတဲ့ထက်မြက်တယ်။တရားဥတရားမြတ်ကိုသူကပေါက်ရောက်နိုင်တယ်ပေါ့ချင့်ကြံကြိုးကိုအားထုတ်လို့ရှိရင်။မချင့်ရင်တော့မရဘူးသူလည်းသို့တော့အခြေခံကောင်းတယ်ပေါ့သူကဝိရေပါလာတဲ့အသိပညာဆိုတခုအဲ့ဒါကိုဇာတိပညာလို့ခေါ်တယ်။နောက်တစ်ခုရှိရမယ့်ပညာဘာလို့ဆိုပါရိဟာရိယပညာပါရိဟာရိယပညာဆိုတာ ကိစ္စမှန်တယ်များကိုလှုပ်တဲ့အခါမှာလှုပ်တယ်မလှုပ်တယ်စဉ်းကျင်စဉ်းစားတယ်ဘာလှုပ်ရမယ်ဘယ်ချိန်ဘာလှုပ်ရမယ်ဒီချိန်ကဘာလှုပ်ရတယ်ဒီချိန်ကဘာမလှုပ်ရဘူးလဲခွဲခြားဝေဖန်တဲ့သိတဲ့အသိကိုဒါပါရိဟာရိယပညာဒါလည်းလူတိုင်းမှမသိရှိဘူး common sense လို့ခေါ်တဲ့ဟာလူတိုင်းမှမရှိဘူးเนาะပြောသင့်တဲ့စကားလားမပြောသင့်တဲ့စကားလားတချို့မသိဘူးမသိသည့်ကြောင့်ပြောပြဿနာတွေတက်เนาะလှုပ်တဲ့နာလားမလှုပ်တဲ့နာလားမသိဘူးမလှုပ်တဲ့နာလှုပ်တယ်လှုပ်တဲ့နာမလှုပ်ခဲနေတယ် အချိန်ခါလည်းမသိဘူးဒီပြောသင့်တဲ့စကားလည်းမသိဘူးလုံးသင့်တဲ့စကားလည်းမသိဘူးဆိုတော့အဲ့ဒီလိုဒီပါရိဟာရိယဆိုတဲ့ပညာကိစ္စတွေကိုပြည့်စုံအောင်မြင်စေနိုင်တဲ့ဥဆောင်သွားနိုင်တဲ့ပညာရမျိုးကတော့လေ့ကျင့်ပြီးတော့ယူလို့ရတယ်ပေါ့ဒါတွေကလေ့ကျင့်ရတာဒါလုံးသင့်တယ်မလုံးသင့်ဘူးနေသင့်တယ်မနေသင့်ဘူးပြောသင့်တယ်မပြောသင့်ဘူးလေ့ကျင့်ရမယ်သင်ကြားရမယ် အဲ့ဒီပညာမျိုးလည်းရှိရမယ်နောက်ရှိရမယ့်ပညာတစ်ခုကတော့သူကအစစ်မြင့်တယ်ပါတော့ဆိုလို့ရှိရင်ဝိပဿနာပညာအဲ့ဒီဝိပဿနာပညာကတော့တဏှာဟောကလွတ်ဖို့ဖြစ်စေနော်ထူခြားတဲ့အသိဉာဏ်တွေကိုရပြီးတော့တွေ့တာမှုကိုလျှော့ချဖို့ဖြစ်စေဘဝမှာတော့ကနေအောင်နေထိုင်ဖို့ဖြစ်စေအဲ့ဒါတွေအတွက်တော့ဒီပညာကမရှိမဖြစ်တဲ့ပညာတစ်ခုပဲပေါ့အဲ့တော့ဝိပဿနာလုပ်ငန်းဆိုတာဒီ ဒီပညာကတော့သူကခုတ္တနာမှာတစားတစားရင့်တန်လာအောင်စနစ်တကျလေ့ကျင့်ပြီးတော့ဟိုတိုးပွားလောင်လောရတဲ့ပညာမျိုးဖြစ်လို့ဘာဝနာပညာလို့ခေါ်တယ်။သူကလုံးမတဖြည်းဖြည်းတိုးလာတာမလုံးလို့ရှင်မရဘူးသူကလုံးယူရတဲ့အရာတစ်ခုပဲပေါ့။အဲဒါကြောင့်မို့လို့ပညာ၃မျိုးရှိတယ်။ပရိသေရေကပါလာတဲ့ပညာရဲ့ခုနက ကိစ္စဝိစ္စတွေကိုဆောင်ရွက်နိုင်စွာရှိတဲ့ပညာရယ်ပါရိဟာရိယပညာရယ်နောက်ဝိပဿနာပညာရယ်အဲ့ဒီပညာ၃ရပ်ပြည့်စုံမှမဖို့စွာရနိုင်တယ်အနုဘုဆိုရင်မရနိုင်ဘူးမဖို့နေပါအဲ့တော့မဖို့နေပါမှမရရင်နိဗ္ဗာန်ဆိုတာမတွေ့နိုင်ဘူးနိဗ္ဗာန်မတွေ့လို့ရှိရင်တဏှာဝိဆင်းရဲဘယ်သူမှမလွတ်သေးဘူးတဏှာထဲမှာလဲနေဥပ္ပါဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားက စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်ဆိုတာတတိနဲ့ပညာနဲ့စိတ်ကိုထုံမွမ်းထားရမယ်လို့ဒီလိုပြောတာပဲအဲဒီလိုထုံမွမ်းထားလို့ကိုယ်စိတ်လေးဟာတတိအောက်ပညာအောက်မှာရောက်ပြီးတော့တတိပညာတို့ရဲ့ control အောက်မှာရောက်ရှိသွားပြီဆိုလို့ရှိရင်ဒီစိတ်လေးကဥဆောင်ပြီးတော့သွားတာဖြစ်တော့ကြောင်းကာယကံလည်းပဲမှားယွင်းတာမရှိတော့ဘူးဝစီကံလည်းပဲမှားယွင်းတာမရှိတော့ဘူးမနောကံလည်းမှားယွင်းတာမရှိဘူးလောတမယကာယကံဒီအမှန်ဘက်ကိုဥလှည့်သွားတယ် ပြောသည်မြဝစီကံလည်းအမှန်ဘက်ကိုဥလှဲ့သွားတယ်။ကြံတွေးသည်မြမနောကံတွေကလည်းအမှန်ဘက်ကိုဥလှဲ့သွားတယ်။အမှန်ဘက်ကိုဥလှဲ့သွားတဲ့အတွက်ကြောင့်ဘဝမှာစင်ပြေတယ်။နောက်ဆုံးမှဒီဘဝအဆုံးသတ်ရင်လည်းကောင်းမြတ်တော့အဆုံးသတ်ခြင်းပဲဖြစ်တယ်။နောက်ဆုံးတန်တရာဟုတ်ကလွတ်မြောက်ဖို့အထိအဆင့်ရသွားလို့ရှိရင်လည်းဒီကနေပြီးတော့အဆင့်မြင့်ပြီးတော့ဝိပဿနာပညာကိုအားထုတ်လို့နောက်မဲ့ပညာကိုပညာကိုရတဲ့အခါမှာနိဗ္ဗာန်ကို တွေးရှိပြီးနောက်ဆုံးမှာ တွေ့တာမှုတွေအားလုံးကိုရုပ်သိမ်းပြီးတော့မိမိရဲ့ဘဝတစ်ခုဟာခြုံငိမ့်သွားတော့ဆင်းရဲဒုက္ခအားလုံးကလွတ်တယ်လို့ဆိုတဲ့ဤစနစ်ကိုမြတ်စွာဘုရားဟောတာဖြစ်သွားကြ။မြတ်စွာဘုရားရဲ့ဝါဒသည် material လက်စင်းလည်းမဟုတ်ဘူး။ idea လက်စင်းလည်းမဟုတ်ဘူး။တကယ်တော့ရုပ်လည်းရှိတယ်နာမ်လည်းရှိတယ်နှစ်ခုစလုံးကိုလက်ခံတယ်။သို့သောတဏှာဝကလွတ်ဖို့ကြိုးစားဖို့ ဆိုတော့အင်းအားတွေကဘယ်မှာရှိတော့ဆိုရင်နန်းထဲမှာပဲရှိတယ်စိတ်မှာပဲရှိတယ်လို့ဒီလိုဆိုလို့တာเนาะ